တော့အခုအချိန်မှာတော့ပြောဖို့တော့အများကြီးစိုးပါသေးတယ်ဟုတ်ကဲ့အဲစိုးပါသေးတယ်သို့တော့ဆရာတို့ရဲ့ယုံကြည်မှုကတော့ဆရာမောင်ကျော်တော့ပြည့်ပြည့်တသားပဲပြောသွားတာဒီဘက်နိုင်အောင်နိုင်ပါဆိုပြီးတော့ပြောသွားတယ်အဲဆိုလင်းမှုတော့ဆိုလင်းဘယ်လောက်ထိယုံကြည်သလဲတော့ကျွန်တော်မမေ့ရဘူးမနက်ဖြန်မေးဖို့တော့စဉ်းစားထားတယ်အဲ့တော့ဆရာကိုမေးရအောင်မယ်ဆရာရောဒီဘက်နိုင်ပါလားဆရာอืมအဲ့ဒါတော့ကျွန်တော်ပြောမယ်ဟုတ် तू ကအွန်လင်းပေါ့ဟိုသူများတွေပြောတာပေါ့ဗျာဟုတ် तू ပွဲတော်ထုတ်တဲ့အချိန်ပါ သူပွဲသွားထိုးတဲ့အချိန်မှာကျန်းမာရေးတခုဝင်ဖြစ်စေနဲ့နောက်အဲ့ဘော hydration hydration test anatomy and hydration test on ရပြီအဲ့ဒီအောင်ရင်အဲ့ဒီနှစ်ခုအောင်ကျွန်တော်ပြီးပြီကောင်းကောင်းလဲအောင်တဲ့တော့ဟုတ်လားအဲ့နှစ်ခုပဲကျွန်တော်စိတ်မှုပဲ ော့အနည်းကကြည်ချက်မှုအတွက်ဒါဆရာဥမောင်ပြောဆရာကိုတင်ဦးတို့ဒါဆိုလင်းဦးကိုအခုဒါဂိုင်တွဲဖို့အတွက်ရောက်နေပြီပေါ့နော်ဆိုတော့အစောပိုင်းအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဆိုလင်းဦးကိုလည်းဒီဒီမေးဖို့စဉ်းစားထားတယ်ပြီးတော့ဆရာဥမောင်ကျော်နဲ့လည်းမေးပြီးသွားပြီပေါ့ပြီးတော့ဆရာတင်ဦးနဲ့လည်းဒီဆိုလင်းဦးနဲ့စတင်ထိတွေ့တဲ့အနေအထားဆိုတော့ game ရဲ့ဒီကြံနေသေးတဲ့အချိန်ကာလအတွင်းဘယ်လောက်ထိရောက်နိုင်သေးလဲဆိုတဲ့အနေအထားနဲ့ဒီပွဲအပေါ်အမြင်ပေါ့ဒီလောလောဆယ်ကနဦးအခြေအနေအမြင်ဆိုတော့ဒီဟာလေးတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်ဆိုတော့ဆရာမင်္ဂလာပါဆရာမင်္ဂလာပါ ဆရာကျွန်တော်တော့ဒီအခုတထုံကိုလာတာကပွဲကတော့ဝေးပါသေးတယ်ဆရာဝေးသေးတယ်ဟိုပြီးတော့ဒီဆရာတို့ရဲ့ training ကာလကလည်းတစ်လခွဲလောက်ရှိမှနေတူတယ်ကြံပြင်းအဖြစ်အင်းကျွန်တော်နှစ်လနီးပါးလောက်တော့ကြံသေးရဲ့ဆရာဟုတ်တယ်နှစ်လနီးပါးလောက်ကြံသေးကြံသေးတယ်ဟုတ်တယ်နှစ်လနီးပါးလောက်ကြံသေးရဲ့ဆိုတော့ဒီအဲ့ဒီအချိန်ကြာရင်လည်းဆရာတို့စီကိုကျွန်တော်တစ်ခေါက်ထလာဖို့စဉ်းစားထားတယ်ပွဲကလည်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်အမြင်အရဆိုလင်းရဲ့ဂုံသိခါအတွက်လည်းအရေးကြီးတယ်ဟုတ်ဟုတ်ကဲ့ပါဆိုတော့လောလောဆယ်အနေအထားကဆရာတို့စောက်ဝင်တဲ့အချိန်မှာ ဟိုဘယ်လိုအနေထားရှိသလဲဆိုတော့သိကြတော့ကျွန်တော်တယောက်ချင်းခွဲမေးတာပေါ့နော်ဆိုတော့ဆိုလင်းကိုလည်းကျွန်တော်မေးမယ်ဟုတ်ဆရာဦးမောင်ကျော်နဲ့လည်းကျွန်တော်မေးမယ်ဆရာဆရာနဲ့ကျွန်တော်မေးပြီးသွားပြီကျွန်တော်ဆရာကိုလည်းကျွန်တော်မေးကြည့်ချင်တာပေါ့ဟုတ်ဆိုတော့ဆရာရှေ့မှာတောက်လျှောက်ဒီဆိုလင်းနဲ့ကင်းကွာနေခဲ့တာဟုတ်ကင်းကွာနေခဲ့ပြီးတော့ဆရာအခုလက်တလောလေးမှာပေါ့လွန်ခဲ့တဲ့နှစ်လောက်ကစပြီးတော့ဆရာသွတ်သွန်ဝင်လိုက်ဆီမှာဆရာသွတ်သွန်ဝင်လိုက်ဟို family one time club မှာဆရာလေ့ကျင့်ပေးနေတယ်ဟုတ်အဲ့ရနေပြီးတော့အခုဒါဆိုလင်းစီကိုရောက်လာပြီ ရောက်လာတဲ့အချိန်မှာဆရာသပည့်ဟောင်းဆရာပြန်တွေ့တဲ့အချိန်ဆရာဘလို့မြင်လဲဘလို့နေလဲအရင်တော့လုပ်ခဲ့တဲ့အရာတွေနဲ့အခုသူပြန်လုပ်နေတဲ့အနေအထားတွေမှာอืมအဲ့ဒီကိစ္စကျွန်တော်ပြောမယ်ဆိုတော့ဟိုဆရာကိုလည်းကျွန်တော်ပြောပြသားလေပြောပြသားဆိုတာဟိုနင်းပေါ့ဒီတိုယိုးရလဝိကလပ်ထောင်လိုက်တဲ့အခါကျတော့ဒီဆရာမောင်ကျော်ရဲ့ကျွန်တော်တို့နဲ့လမ်းခွဲသွားတဲ့အခါကျတော့အကြာကြီးဖြစ်သွားတယ်ဟုတ်ကဲ့ဆရာ သွားပြီးတော့ကြာသွားတဲ့အခါကျတော့သူ့ရဲ့ဟိုဒီပေါ့နော် style မျိုးပေါ့ဟုတ်သူ့ရဲ့ style နေ movie နေအဲသူ့ရဲ့ဒီ level style နေပေါ့အဲအဲ့ဒါတွေကတမျိုးပြောင်းသွားတာတွေ့ရတယ်ဟိုတခါလဲဆရာကပြောပြတာပဲဥစား level အသေးကြီးထားပြီးတော့ပြတ်မှတ်အသေးကြီးထားပြီးတော့မှဒဲထိုးတဲခံဒဲတိုက်တာလေလောက်တာလေရှိလာလေရှိလာတဲ့အခါကျတော့ဒါတွေကဒီဒီ one champion ရှင်တဲ့ နည်းနည်းလေးကွဲလွဲနေတယ်ဟုတ်ကဲ့အဲ့ဒါမှရှေးတာပြောင်းတာအာရှောင်းတာတိန်းတာဖူဝတ်လောက်တာမူဗင်လောက်တာ ID scoring နဲ့ထိုးတဲ့အတွက်အမှတ်တရအောင်ဘယ်လိုဖုံးမလဲဆိုတာလည်းလို့ရတယ်တကယ်လို့အပီးရလို့ရှင်လဲဟိုဖြတ်တင်လဲဖြတ်အောင်လဲနောက်တစ်ခုကအဲ့ဒီအာကစားသမားရဲ့ပြိုင်ပက်ပေါ့ဟုတ်ကဲ့ဆရာ तू အခုစာ तू ကဒီလီယန်ဟာရီဆန်အင်္ဂလန်သားအေးပေါ့ဟာရီဆန်ဟာဟာရီဆန်အင်္ဂလန်နိုင်ငံသား အဲ့သူ့ပွဲလေးကိုလည်းကျွန်တော်သုံးပွဲလောက်ကြည့်ဘူးတယ်လေဟုတ်ကဲ့ဆရာဟုတ်ကြည့်ရသူညာခတ်တာတယ်နောက်ဦးဒီဘော right ထိုးတယ်နောက်ဟူဟူဒီထိုးတယ်ဒါလေးတော့ကျွန်တော်ကြည့်ထားတယ်လေကြည့်ထားတဲ့အခါကျတော့ဒါတွေကိုကျွန်တော်ဘယ်လိုပြင်ဆင်မလဲပေါ့ဟုတ်ကဲ့အဲ့သူ့ရဲ့ biography လေးတော့ကျွန်တော်လေ့လာထားတယ်ဟုတ်ကဲ့ဆရာဒါလည်းမော်ဆရာမောင်ကျော်တို့ကလည်းသူသူတို့ကူးယူထားတဲ့ဥစ္စာလေးကျွန်တော်ပြရတယ်ဟုတ်ကဲ့ဆရာပြရတဲ့အခါကျတော့သူနဲ့ကျွန်တော်နဲ့ညှိနှိုင်းပြီးတော့အဲ့ဒါလေးတွေငါတို့ဘာလုပ်တဲ့လဲဆိုတာ အဲ तू ကပက်ရှိကန်တယ်ပက်ရတ်ကန်တော့ရှိကန်ဟုတ်ကဲ့ तू ညာခတ်တယ်ဆိုလို့ရှိရင်လည်း तू ဘယ် blocking ဘလို့တင်မလဲဟုတ်ကဲ့ blocking ဘလို့လုပ်မလဲ तू သူ့ကိုလည်းခတ်ခိုင်းရမှာဟုတ်ကဲ့ तू तू ကိုယ်တိုင်လည်းခတ်ဟုတ်ကဲ့ခတ်တဲ့ခါကျတော့မှ तू ခတ်တဲ့ခါကျမှ तू က blocking ဘလို့တင်မလဲဘယ်လေးတင်တာတူလေးတင်လိုက်တာပဲဥစားဟုတ်အဲ့ဒါမျိုးလေး तू လောက်တာပဲအချိန်လောက်လုံနိုင်လဲဘလောက်လုံနိုင်လဲဘလောက် speed ပါမလဲဘလောက်လျှင်မြန်မှုတွေပါမလဲဟိုဆရာမောင်ကျော်ခတ်တဲ့လောက် ူလိုက်တင်နိုင်လားအဲဒါလေးကျွန်တော်ကြည့်ရမယ်သူ frequency word ပေါ့အချိန်ရေ block တူခါလို့ရှိရင်သူ block ကနိုင်မယ်ဟိုကောင်းလည်း block ကနိုင်တယ်ဆိုတာကျွန်တော်တို့ချိန်ရတယ်ဟုတ်ကဲ့အဲအဲ့ဒါမျိုးလေးတော့ရှိတယ်ဟုတ်အဲ now ဟုတ်တယ်ဘာလို့ထိုးလဲဆိုလို့ရှိရင်လည်းခါဆွေးမလားအတော့မပေးစီမင်းရခါဆွေးတော့မတီးဘူးဆိုလို့ရှိရင်တော့လွတ်တယ်လေသူတို့မပေးစီမင်းကြာလို့ရှိရင်ပေးလို့မရတော့ဘူးသူပိတ်တယ်ဆိုလို့ရှိရင်လေဒီထိုင်းတို့ကမ္ဘောဒီးယားတို့ဘာလို့အကြောက်လဲအဲ့ဒါထိပါလေဆိုပြီးတော့ ကိုကလေးတွေကိုမှတ်ပေးနိုင်တယ်လေအဲ့ဒါမိုးလေးလည်းရှိပေးအောင်ပေးနိုင်တာပေါ့ဟုတ်ကဲ့အဲ့ဒါမိုးလေးလည်းအဲ့ဒါကြောင့်ဒီ training လုပ်တဲ့အချိန်ကျတော့ဆရာမောင်ကျော်နဲ့တိုင်ပြီးတော့အငင်းဒါရိုက်ဒါရိုက်ရှိတယ်ဆိုတော့သူ့တို့ပြောပြတယ်ဟုတ်ကဲ့အဲသူနဲ့အခုနဲ့သူနဲ့ကျွန်တော်နဲ့အခု training လုပ်တယ်ကကြီးရေကပဲရှိသေးတယ်မလုပ်ရသေးဘူးသူထဲထဲဝင်ဝင်တော့မလုပ်ရသေးဘူးဖြည်းဖြည်းချင်းတော့လာမယ်အဲ့ပထမနေ့ကတော့อืมကျွန်တော်တို့တစုံခွဲပေါ့ဟာအာကျွန်တော် အပက်ဝတ်နောက်ဆရာဆရာမကျော်ပက်ဝတ်ဘုရားအရှိစတဖန်ဟုတ်လေဒီပေါ်တော့အရှိပြောင်းပါညာမဟုတ်နော်အဲ့ဒီဒါလေးပြောင်းတူကတော့နင်းတိုက်ခချုပ်ဆွဲအကုန်လုံးပေါ့ဒီဒီမွေထမ်းနဲ့ပတ်သက်တဲ့ဥစ္စာတွေသူလုပ်ပေးတယ်ဟုတ်ကဲ့အဲ့အဲ့ဒါမိုးလေးတွေရှိတဲ့အခါကျတော့အာဆရာမကျော်နဲ့ကျွန်တော်ပထမဝင်နေသူဝင်နေဝင်လို့ရှိရင်ကျွန်တော် နောက်တစ်ခါထပ်ဝင်တယ်ဘာလို့ဆိုတော့ तू आ 3နှစ် ကိုအိုရီမော3မိနစ်ထို3မိနစ်နာဟာကိုနေပေါ်တုံးကြီးထိုးရမှာအဲ့တော့စုစုပေါင်း implementation က6နေပဲရှိတယ်ဟာအဲ့ implementation ရအောင်တော့စလုပ်လိုက်တာအဲ့ဒီမှာတော့မှဖင်မှာကုန်းသွားတာမောတာရှူးရှူးတွေပဲပြောအဲ့တော့ဟိုနေကတကယ်လို့မောရတယ်ဟိုဒီပေါ်မောင်ကျော်မောင်းလိုက်ဆိုလို့ရှိရင်လည်းသူနေပေါ်ကျွန်တော် skipping ပေါ့ skipping ဒီကျိုးတွေခုံလဲတော့10 20ပေါ့ 10 10 regular now ဒီ20ကြာ speed ဘူးနဲ့အဲဆယ်ကိုပုံမှန်20ကို speed အဲ့လိုခုန်ခိုင်းတာဟာဟာအဲ3 round ခုန်ခိုင်းတယ်အဲ့ကောင်ကုန်လေပြီသူကလည်းထုရိုက်ပေါ့ပေါ့အဲ့မှာပြီးတော့ရှင်းပြီးတော့ကျွမ်းပေါ်တက်ရတာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွမ်းတက်ပြီးတော့ pad ဘွားလောရတော့မယ်လीဟာအဲ့တော့ကျွန်တော်နဲ့ဆောက်ဝင်တာဟုတ်ကဲ့ဆရာကျွန်တော်ဆောက်ရကြတော့ဟိုးရှာရဖို့ပေါ့အတူနဲ့ဆိုတော့ပို့ဆိုးကော အဲနောက်ခါကျွန်တော်လည်းအဲ့ဟိုဒီကုန်းလေးဆိုတော့ကုန်းလေးပြအောင်လုပ်မယ်လို့ဟာတုံးကြီးထိုးအောင်မှာဆိုတော့အဲ့ဒါလုပ်တဲ့အခါကျတော့အဲ့ဒီမှာကျတော့ကျွန်တော်စိတ်ကျေနပ်မှုတော့သိမရသေးဘူးလေဟုတ်ကဲ့ကျွန်တော်လိုချင်တဲ့ပုံစံမျိုးလို့မရသေးဘူးဟုတ်ကဲ့အဲနောက်ပိုင်းကျတော့ဖြည်းဖြည်းချင်းဖြစ်လာမှာအချိန်လေးရသေးရဲ့လေဟုတ်ဟုတ်အခုကဒါခန္ဓာကိုယ်ရဲ့လုံနိုင်စွမ်းကို ဟိုစပြီးတော့ဟိုပြိုးထောင်တဲ့အဆင်ပဲရှိသေးတာပေါ့ဟုတ်တယ်ဒီအတွင်းကြကြဒီ technique ပိုင်းနေပြီးတော့ဒီ tactics နဲ့ဒီ strategy ပိုင်းနေမရောက်အဲ့ဒါတွေမလာသေးဘူးဟုတ်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 ကဲ့ဟုတ်ကဲ့အဲ့ဒါတွေအကျမ်းပဲရှိသေးတယ်ဟုတ်ကဲ့သူ့ကိုစပြီးတော့ဒီရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကိုစပြီးတော့ဒါပုံဖော်ပေးနေတဲ့ကာလာအဲ့လိုပဲပြောလာပြောရမှာအမှန်လဲမှန်လဲအဲ့ဒါကျတော့သူရုပ်ပိုင်းဆိုင်ရာရောအစိတ်ပိုင်းဆိုင်ပေါ့စိတ်ပိုင်းဆိုင်ရာကိုကျွန်တော်ပို့ရေးကြည့်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီပလော့ up up development ပေါ့နော်ဒီဒီစိတ်တကြွမှုလေးဖြစ်အောင်ဟုတ်ဟုတ်လုပ်ပြတာဟုတ်သူရောမောင်တော်တာလုပ်မယ်ငါတာလုပ်မယ်ဒီကောင်တော်လုံနိုင်လားမလုံနိုင်ဘူးလားဆရာတို့လာတော့ဆရာဆရာဆရာတို့လာတော့သူရောတကြွလာလားအော်ပြောရဲမာဖာဝါရီမိုက်တော်တော်ရဲမှာကျွန်တော်တော့ပတ်စံပါဆရာရဲ့ဟိုကျွန်တော်ကျွန်တော်ဟိုသူတို့လမ်းထိတ်ပေါ့နော်ဟုတ်အဲ့မှာဆိုင်လေးဆိုင်ရှိတယ်ဆရာအဲ့အဲ့ဆိုင်မှာတော့စားရတယ်ကျွန်တော်ရှင်းမယ်တဲ့ အာမလုပ်ပါနဲ့ကွာအလုံးအဲ့ဒီမှာလူသေးမရှိကျတော့လှုပ်ပေးတယ်ဟုတ်ကဲ့ဆရာတုံးတာမရှိဆိုအိတ်ကလည်းပစံထည့်ပေးတယ်ဟုတ်ကဲ့ဆရာဟုတ်အဲ့မို့လို့လှုပ်ပေးတယ်သူဟုတ်ဟုတ်ဟိုစားစရာတောက်စရာဘာလို့ထမင်းပါညာစားရလဲဆိုလို့ရှိရင်လေကလေးတွေဟင်ရောထမင်းရောကျွန်တော်အခန်းထဲကိုလာဖို့ပေးတယ်ဟုတ်သူကနောက်ဆုံး block ကုန်ကုန်ပြောမဆိုလဲအဲ့ဒီကလေးတွေကကျွန်တော်ရေရှိုးဘဝထအဲ့ဒီသူတို့ရှိမှရေတွင်းအရေခင်ရတာဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ် အဲ့တော့ရှင်းခင်ပေးတယ်ဒီကလေးတွေအစားအလောက်ထိကျွန်တော်လုပ်ပေးတယ်အဲ့တော့သူ့သူလုပ်ဖို့အတွက်လည်းကျွန်တော်ပို့စူးစားပေးရမယ်လေဟုတ်ကဲ့ဆရာဟုတ်ပြီးတော့ဘာကောင်းလဲဆိုတော့ပြီးတဲ့ပွဲတုံးပွဲရှုံးတဲ့အခါကျတော့သူ့ရဲ့ impression လေးပေါ့သူ့ရဲ့ဂုဏ်သိက္ခာကိုကျွန်တော်တို့ထင်ရမယ်ဟုတ်ကဲ့ဆရာဟုတ်ဆိုနေလို့ဆိုတာအင်းဆရာငွေမွေးချမ်းပါပဲလေအဲကျွန်တော်တို့ငွေမွေးချမ်းပြည့်စုံလို့သူဒီစိုးကြီးဆိုတဲ့ဖြစ်လာတဲ့ဥစ္စာလေးကိုကျွန်တော်ပြောပြရမှာအာကောင်းတာပေါ့ဆရာလို့စိုးကြီးဘာကြောင့်ဖြစ်လာတယ်ဟုတ် ပထမဆုံးဆောင်းမန်းနဲ့တွေ့မရှောင်းလာထိုးတယ်ဟာထိုးတဲ့အခါကျတော့ဆောင်းမန်းနဲ့တွေ့မရှောင်းထိုးတဲ့အချိန်မှာဘာလေးထိုးအောင်လဲဒီကောင်ဘာလေးလောက်တာလဲတွေ့မရှောင်းဘာလေးကောင်းတာလဲအဲကျွန်တော်ကြည့်တယ်အဲနောက်တစ်ခါအဲ့ဒါကြည့်ပြီးတော့လည်းပြန်လဲဟိုကလေးလေးရလဲကောင်းတယ်တတိယလည်းရှိတယ်ဇွဲလုံးလောက်ဝီရလည်းရှိတယ်နောက်တစ်ခါဒီစီကန်းလည်းကောင်းတယ်အဲ့ကလေးကကျွန်တော်လုံးဝသမိုင်းမှာ၃ရောက်ကျွန်တော်ကြိုက် ဟုတ်ကဲ့ဆရာအဘသူလဲဆိုတော့ကျွန်တော်စိုးကြီးကြိုက်တယ်မိုက်ရိုင်းကြိုက်တယ်ပရိုနီကကြိုက်တယ်ဒါကျွန်တော်တစ်ပတ်သုံးရောက်လုံးတော့ဟုတ်ကဲ့အဲ့သုံးရောက်လုံးကြိုက်တယ်စီကံပိုင်းထွင်နေမယ်အရင်ကောင်းလားအဲ့ချိန်နဲ့အဲ့တည်းစိုင်းနေစားတယ်ဒါတော့ဟိုလင်းပေါ့ဒီဆံမောင်ကျိုးလည်းကောင်းတာဟုတ်သူပြုစုယူရမှုကတော့စားခြင်းအဲ့ချိန်မှညာစားအကုန်လုံးကောင်းတယ်လေသူလုတ်ပေးတဲ့အတွက်လည်းကောင်းတဲ့ခါကျတော့ဒီကလေးတွေအောင်မြင်လာဟုတ်အဲ့ဆက်ပါအောင်ဗျာအဲ့တော့ဆိုးကြီးအဲ့ဆိုးကြီးက အဲဆောင်းလမ်းနဲ့ပွဲမှာတွေးမရှောင်းနဲ့တွေးမရှောင်းနဲ့ထိုးလိုက်တဲ့ပွဲလေးမှာဟိုလုံးဝလုံးဝမဲသူ့တော့ဟိုတမဟိုကျွန်တော်တော့ပြောဟဲ့အောင်ဟဲ့အောင်သူကနောင်မဆုတ်တန်းဝင်မှာနောင်မဆုတ်တန်းဝင်မှာမင်းကိုအပီးရလဲမင်းကိုအပီးလုံးမှာအမင်းဖားလုံးမယ်မင်း blocking လုံးဖို့ထွက်ဖို့တိမ်းဖို့ခါဆွဲဖို့အဲ့ချင်းကလုံသေးတယ်အဲ့ချင်းကလုံသေးတယ် အချင်းလုံးသေးကောင်းရံမှာဟိုနေပေါ့တုံးကြီးကြော်ရခါကြတော့ကိုရှိရကောင်းအစီးဖြစ်တော့ဟာဖာဆောင်စကောင်ကျွန်တော်ရှိရကလေးရနေဟာအဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့အာကြိုက်ပြီလို့လားသူနဲ့၃ဝဲလား၄ဝဲလားမသိဘူးထိုးဘူးလေတွေ့မှရှောင်းနေဆိုပြီး၃ဝဲနဲ့တူတယ်ဟာ၃ဝဲအဲ၃ဝဲလား၄ဝဲလားထိုးတယ်ကောင်းအောင်နောက်ဝဲကြတော့နေတော့အဲဒါတကယ်ပြပြနော်ဟာဟာအဲ့တော့သူနဲ့တွေ့လဲထိုးပြီးတော့တွေ့မှရှောင်းနေတဲ့နာပါတော့သူလဲ ပြန်မှန်းသောင်းအောင်အသက်အရွယ်လေးရရလာတာဟုတ်။နောက်ဝင်းထွန်းထွန်းနဲ့လည်းသူအထင်သာရတယ်။ကိုအထင်သာရမှာပေါ့ကြောက်တယ်လို့လေဒါတော့အများကြီးရှိပါတယ်။ဟိုလင်းပေါ့သူတို့တွေကတော့အသေးဆွဲထပ်ပြီးတော့ကစားတဲ့သူတွေ။အေးပေါ့မဟုတ်သူပြီးကိုပြီးချရတော့။ဟုတ်ဟုတ်ဟုတ်။ဟိုလင်းပေါ့တွင်းပြောင်းချသူပြီးကိုပြီးတုတ်တာ။ဟုတ်ဟုတ်။အဲအဲ့ဒါမိုးလေးလည်းရှိတယ်။အဲ့ဒါမိုးလေးကြောက်လဲရှင်လေ။ဒီလူဝင်သမားမှာသူပြီးကိုပြီးဆိုတာတဲ့။ငါပါလို့တဲ့လေ။ဒီကောင်ကိုထွက်ပြီးတော့ကစားအောင်လား။တဲ့ထိုးအောင်လား။ အတက်ကင်လုံးအောင်လားအပီးဖြတ်အောင်လားဆိုတာသူတို့အုံနောက်လို့လေကစားသမားတယ်ဆရာအဲ့တော့ကျွန်တော်ဖြတ်မေးအောင်မယ်အဲ့တော့သိုးရအိုက်တုံးကရှိသေးတယ်လို့ဆိုတာဆရာပြောသွားတယ်လေရှိတာပေါ့ရှိသေးတယ်ဆိုအခုမရှိတာပါလားဆရာမရှိတာအဲ့ဒိုရိုးရဖြစ်သွားတဲ့အခါကျတော့ကျွန်တော်တို့ကဝေးသွားဟုတ်အဲဝေးသွားတဲ့အခါကျတော့သူ့ပုံမှန်ကသူကစားကလားထုတ်နေလှုပ်လားမလှုပ်လားအဲ့ဒါကျွန်တော်မသိရတော့ဟုတ်ဒါမဲ့တခါလေကြုံတဲ့အခါကိုကြောက်ခက်မှလားမသိဘူးကြုံတဲ့အခါကျကျွန်တော်ဘာမှမဟုတ်သေးဘူးတော့လို့အဲ့ဒါ ဘယ်ဟုတ်အရင်ပုံစံမဟုတ်တော့ဘူးလို့သူတို့ကျွန်တော်ပဲပြတာဟုတ်ကဲ့အဲအဲ့မှာဟိုဟိုအကိုလုံးကကျွန်တော်အင်တာဗျူးသေးရလေသူသေးတယ်ဟုတ်တယ်ဟုတ်တယ်အဲတုံးကလည်းကျွန်တော်ပြတာတော့ပဲအဲဆိုကြီးကိုဆိုရပြိဿတ်တော်တော်ချစ်တဲ့ကစားသမားလေးကျွန်တော်ရှိဆိုတာပြိဿတ်ချစ်ဆုံးကစားသမားလို့ပြောလိုက်တာဟုတ်တယ်ဟုတ်တယ်အဲသူပြိဿတ်တွေလည်းသူ့ကိုအဲ့ဒီအပိုင်းတော့အားမလို့အားများဖြစ်ကြတယ်ပေါ့ဟုတ်တယ်ဆိုတော့ဟိုဒါကမှန်လဲမှန်ပါတယ်ဆိုလင်းကဟိုအသက်အရွယ်အရာလို့ပြောပြီးမဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့အသက်အရွယ်အကြောင်းဆိုတာထက် ဟိုအရင်တော့ကဟိုသူ့ရဲ့ဒီအရွေအလျားအထိုးအသက်နဲ့အလိုက်ချင်းအတူရင်တော်မှအေးအတင်းချောင်းလေးနဲ့အဲ့ဒါကိုမဟုတ်တော့ဘူးနဲ့အဲ့ဒါကိုကျွန်တော်နော်အဲ့လိုမျိုးတော့ဖြစ်လာတော့ကျွန်တော်ပြောချင်တာပေါ့အဲ့လိုပဲမအောင်ကျွန်တော်အဲ့ဒါအဲ့ဒါကိုဆရာတော့ပြန်တီဆောက်အောင်ပေါ့အဲ့လိုလားအခုအဲ့ဒါပြန်လုပ်နေအဲ့ဒါမောင်ကျွန်တော်ကျွန်တော်တွေ့ရငါလုလုချင်တာလို့ ဟိုရော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 နဲ့မသားကြီးတဲ့နင်းငါ့ကိုဒီကလေးကိုရိုက်တယ်ညာနဲ့တဲ့ထုတ်တယ်ဆိုတော့ရိုက်ရဲ့ပန်းဆိုကျွန်တော်လောက်ရတာဗောနော်ဒီကားတွေပါလေ draw brook drawing ကားစီအနံနေပိတ်ရဲ့အမမျက်ဟိုတင်းတတိချဆိုလဲဖြတ်ထိုးလောက်ရတာဗောဆိုတော့ခါကျသူကနည်းနည်းတော့လောက်လာတယ်ဟုတ် အမကျွန်တော်တခုပြောမယ်ဟိုကျွန်တော်ပြီးခဲ့တဲ့ပွဲကဆက်ဆန့်ပြီးတော့နောက်တစ်ပွဲဘယ်သူလဲဟို countdown rush 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 countdown ဟုတ်ဟုတ်အဲ့ကောင်ထိုးတဲ့ပွဲတတိယစီမှာဒီကောင်နိုင်လေ first round second round မှာဒီကောင်ရှုံးဟုတ်ဟုတ်ဟုတ်ပါတယ်ဒီပွဲဟိုနင်းပေါ့နည်းနည်းလေးတာလည်းပါတော့ဗောလေ first round မှာအဲ့လည်းပါတယ်အဲ့ဒီပွဲလိုပဲ bronica အဲ့လိုဖြစ်ဘူးပဲလေဟိုနင်းပွဲမှာသူချီလီနဲ့ပွဲမှာလာအဲ့ကောင်မလေးကိုအဲ့လိုဖြစ်လာ ဟိုနင်းပေါအပျော်ပါးများပွဲဝေးတာလဲပါပါညာဆိုလို့ရှိရင်လဲစတမ်မာတွေအောက်အဲရှောင်းတဲလဲပေါဒိန်ပဲလောက်တာအပေါ်နောက်တပွဲအခုဒီအန်တိုနီယိုနဲ့ထိုးတဲ့အချိန်အမှအာအဲ့ဒီပွဲကျတော့သူဖုံးလေးဆက်တယ်ဟိုဆက်ဆိုဟဲ့ရောကြပဲလို့ရှေ့ပြောင်းပါကြလို့မသူကတော့ပြောတာပေါ့တော်တယ်ဒီဒီဂျူနီယာဖက်တာဖက်ပွဲဟိုဘောဂျူနီယာ ဂျူနီယာဖက်တာဂျူနီယာဖက်တာနဲ့ပွဲကအဲ့မှာဦးရင်းကျွန်တော် Facebook ကနေပြောပြောရတယ်ရှောင်းတိန်လုံးမဲ့ခါဆွဲမဲ့တိတ်မဲ့ဒါပဲလုံးလို့ကျွန်တော်နေညီမညီကြိုက်တယ်လို့ထူးအဲ့ဒါပဲရေးပြလာအတူတူလှုပ်လာတယ်အဲ့နိုင်တော့ပြီးတော့သူသူလည်းစူးစမ်းလာတယ်လေဒီဘရိုနီကာကျွန်တော်လက်ရှိကျတပွဲတော့မရှိဘူး။အိုနေနဲ့ထိုးတယ်၊ဂျပန်နဲ့ထိုးတယ်၊ထိုင်းနဲ့ထိုးတယ်တပွဲတော့မရှိဘူးနိုင်ငံပွဲကို။ဒီမာပီချမ်ပီယံဖြစ်တယ်ဆိုတာ ကျွန်တော်တို့ထဲမှာဖြစ်လာရွှေဘက်နှစ်ချက်အတံမိုးလေးပေါ့နော်အဲ့တော့နောက်ကျတော့သူကိစ္စနဲ့သူဒီထိုင်းအောင်သွားတာပါညာကျတော့သူတို့ဘိုင်းပေါ့ဗျာဟုတ်ဟုတ်ဒါမဲ့ထိုင်းမှာကျတော့သူစူးစားရလေအဲ့ဒါလေးပါပဲအခုဆိုရအောင်အခုဒီအခု၃ချိန်အခုဒါ၃ချိန် train ပြီးသွားပြီပေါ့နော်အဲကျွန်တော်တို့ဒီနေ့ရောက်တော့ဒါတတိယအချိန်မြောက် training session ကိုကျွန်တော်တို့ရောက်တယ်ဟုတ်တယ်ရောက်တဲ့အခါကျတော့ဒါဆရာတို့အများကြီးတော့မလုပ်သေးဘူးဆိုတာတို့တွေ့ရတယ်အဲအများကြီးမလုပ်သေးဘူးဆိုတာက ီ technique ဘိုင်းကိုအများကြီးမလုပ်သေးပြန်နဲ့အစိုးရကိုဒီ mental ဘိုင်းပြီးတော့ဒီ physical ဘိုင်းသူ့ရဲ့ shape ကို reshape ပြန်လုပ်ပေးနေတာဟုတ်တယ်တော်တွေ့တယ်ပေါ့နော်အကိုကိုအဲ့အမေကိုတိတ်ကောင်းဟုတ်အဲ့ဒါကြတော့ဟိုညီငယ်ပြောတာလည်းမှန်တယ်လေအခုလောက်တယ်ဆိုတာကသူ့ရဲ့ကြံ့ခိုင်မှုဘိုင်းရဲ့သူ့ရဲ့လှုပ်ရှားမှုဘိုင်းရဲ့သူ့ရဲ့ power ကိုနင်ဘလောက်လုံနိုင်သေးတယ်လဲဆိုတာကျွန်တော်တို့ test လုပ်နေတာသူဟုတ်ဟုတ်အဲ test လုပ်ပြီးလို့ရှိရင်သူ့ technique ဘိုင်းလေး အဲ့ဒီဟိုနင်းပိုင်းလေးဟိုကျွန်တော် speed power တက်ထည့်အောင်ဟုတ်လို့အောင်မယ်ဒါလည်းဟိုသူတပည့်ငယ်ဖြစ်တဲ့မောင်ကျော်တို့ကလည်းပါလာပြီလေအခုပါလာပြီသူသူသူဆိုလို့ရှိရင်ဝင်းလိုက်တော့ကဝင်းလိုက်ထွင်လို့တော့ကသူလောက်မပါဘူးအခုဒီစိုးကြီးကြတော့သူပါလာပြီအခုဒီနေ့တောင်းအောင်သူရောက်လာပြီလေကျွန်တော်လည်းအားကြတယ်သူလာတော့ကျွန်တော်လည်းအားရှိတယ်လေဟုတ်ဆိုတော့သူကြတော့ ဒီလက်ဝတ်သမားလေးကသူ့ကိုလေးစားကြတယ်ဟုတ်ဟုတ်ဒါတကယ်ပြောတာမှန်ပါတယ်ကျွန်တော်သိပါတယ်ချက်ချောက်ယူတယ်ပဲဆရာမောင်ပြောဟုတ်တယ်ဘာဆိုတော့ဟိုမှာသူကဟိုလေရွှေဆိုင်တို့အဲ့ဒီဝမ်ချိုင်းတို့အမှန်ငမန်းတို့ရဲ့ဆရာလည်းဖြစ်တယ်လေဟိုတော်နာဟိုသူ့အကြောင်းကလည်းဒီလက်ဝတ်အခြေခံကလေးငယ်လေးကအစားသိတယ်လေဟုတ်အဲ့တော့လေသာကျွန်တော်ကပြပေါ်နေလို့ကျွန်တော်ကတော့တိတ်ဟိုဂရင်းဝဆိုင်ကြလာကလေးတွေကကျွန်တော်ပြပေါ်နေနေဟုတ်ဟုတ်အဲ့ဒါလေးတွေပါတယ်ဟုတ်ဟုတ် အဲဒီပွဲအခြေအနေနဲ့ပတ်ပြီးတော့ Harrison လာ Harrison လွယ်မဲ့တော့မတင်ဘူးကျွန်တော်ဆိုရင်းနဲ့တွေ့ရင်တော့ဒီတစ်ခါတော့ကျွန်တော်တကယ်ပြပြလေဟုတ်ဟုတ်အဲ့တော့တကယ်ယုံနေရလားတကယ်ယုံလားယုံတော့ကျွန်တော်ယုံလဲဆိုတာ Harrison ကသူကဟိုနေပေါ့နော်ဒီအဲ not resistant ကိုတော့ပေါ့ဒီခဏတိတ်မရှိဘူး plus stamina out လေဟုတ်ဟုတ်ပြောတစ်ခါဟိုရင်း knock down ကြတယ် နောက်ကောက်ကြရဆိုချက်ချင်းပြန်မထနိုင်ဘူးအဲကြောင့်အကောင့်င်းနေသူတို့လုံလာတယ်အဲအဲ့ဒါသူ recovery မကောင်းဘူးပေါ့နော်ဟုတ်တယ် recovery recovery ပေါ့မကောင်းဘူးဟုတ်တယ် recovery very weeks နော်ဒီအားလည်းကြည့်နေရှိတယ်ဟုတ်နော်အဲ့ဒါလေးအတွက်တော့ကျွန်တော်တို့ကတုံးအားလုပ်ပြီးတော့သူ့ရဲ့လျင်မြန်တိုးလဲ့မှုတွေကို power တွေရော speed တွေရော technique တွေရောကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်လေဟုတ်အဲ့ကြောင့်ကျွန်တော်တို့ရောက်လာတာဆိုတော့ကျွန်တော်တို့တစ်ခုလောက်မေးချင်တာကလေအခုဒါဆရာတို့က ဒီ Liam Harrison နဲ့ပွဲအတွက်ဆရာတို့ကလာပြီးတော့ကူညီပေးကြတယ်ပေါ့နော်ဟုတ်တယ်ဝမ်ဝိုင်းဝမ်းပြီးတော့ကိုကိုကလေးရဲ့ဂုံတိတ်ခါပြန်ပြီးတော့တိဖောက်ဖို့အတွက်ရောနိုင်ဝဲပြန်ရဖို့အတွက်ရောအနာဂတ်အတွက်အဆရှိသမင်းပေါ့လေဆိုဆိုကြီးကဟိုအခုဒါဒီတပွဲပဲလားနောက်ပွဲစီကြာရင်ရောဘယ်လိုဘယ်လိုဆက်လဲဒါကတော့ကျွန်တော်တို့ဟိုဆရာဆရာဦးမောင်ကျော်လည်းကျွန်တော်မမေးလိုက်ရအောင်တရားတော့ဆရာမောင်ကျော်ကတော့ဒီတပွဲပဲဖြစ်ဖို့များတယ်သူလည်းလုံးဝအလုပ်တွေမအားဘူးသူအာသူကောင်ပိုင်းမရဘူး မုံမောင်တုံပန်မြောင်မြောင်ဆိုတာသူဝမ်းချမ်းမြက်ရှစ်ဆိုတာပွဲရအဝမ်းချမ်းရှစ်ပွဲရှိနေတယ်ဆရာတို့ကူညီပေးတာလုံးဝတော့မလုံးဝဆုံးသွားဟိုးရှင်တော်တို့ဟိုဆောင်းကမန်းတို့ဒီမောင်တုံမွေးထားတဲ့ဝမ်းဟိုနင်းဖိုးလာပြေးတို့ဘာလို့ရှိတယ်အဲ့ဒီကောင်တွေအခုလိုဝမ်းချမ်းမြက်ရှစ်ပွဲရှိရှိပါလားအခုထိုးဂူပစာရတယ်အဲ့ဒီဟိုနင်းပေါ့อืมကျွန်တော်ထင်တယ်တော့မယိုင်မယိုင်ကြော်ပါမယ် နိုင်ငံသားအပွဲထိုင်းနိုင်ငံပဲသုံးအပွဲ30ကျော်တယ်နှစ်ပွဲပဲရှုံးတယ်အကုန်လုံးနိုင်တယ်လဲထိုးနိုင်တယ်အဲ့ဒီအစီးနိုင်တယ်စီကင်းရွှေလဲရလိုက်တယ်နော်စီကင်းရွှေလဲရသေးအပြင်ဟိုအဲ့ဒီဟိုနင်းကလည်းဒီမောင်ကျော်မွေးထားတဲ့အဲ့ဟိုပိုလာပစ်ဟုတ်ဟုတ်အဲ့ကောင်လေးအဲ့ကောင်လေးလဲထိုင်းဆိုလုံးဝမကြောက်တာထိုင်းပွဲအများကြီးထိုးတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးအစားလေးလည်းရှိတယ်လေအခု ဒီပွဲကိုဒီဆိုးချိုးမယ်ဆိုလို့ရှိရင်လေသူဒီမော့မောင်ကျော်ထိုးအုပ်ချုပ်ခဲ့တဲ့ evergreen မနက်ရိုးရလဝဖွဲ့ချုပ်ကနေခဏလေးဒီ evergreen အသင်းဒီအဒီအခုအဆိုးကြီးဆိုးကြီးဆိုရလေဒီတမ်နိဆိုဆိုးကြီးတွေပါဖြစ်လာဆိုတာတွေးမချောင်းထိုးပြီးဆိုးကြီးဆိုလို့ဖြစ်လာရော ။နောက်တံတိလူသားတွေပါဖြစ်လာအောင်အဲ့တိတ်ခံမကြဘူးတော့လူတယ်။ဟုတ်။ဆိုတော့အခုအချိန်မှာတော့ပြောဖို့တော့အများကြီးစောပါသေးတယ်။ဟုတ်ကဲ့။အဲစောပါသေးတယ်။သို့တော့ဆရာတို့ရဲ့ယုံကြည်မှုကတော့ဆရာမောင်ကျော်တော့ပြည့်ပြည့်တသားပဲပြောသွားတာဒီဘက်နိုင်အောင်နိုင်ပါဆိုပြီးတော့ပြောသွားတယ်။အဆိုလင်းဦးတော့ဆိုလင်းဘယ်လောက်ထိယုံကြည်သလဲတော့ကျွန်တော်မမေ့ရသေးဘူး။မနေ့ကမေးဖို့တော့စဉ်းစားထားတယ်။အဲ့တော့ဆရာကိုမေးရအောင်မယ်။ဆရာရောဒီဘက်နိုင်ပါလားဆရာ။อืมအဲ့ဒါတော့ကျွန်တော်ပြောမယ်။ဟုတ်။ तू อ่ะ online ပေါ့ ဟိုသူများတွေပြောတာပေါ့ဗျာဟုတ်သူပွဲတော်ထိုးတဲ့အချိန်ပါသူပွဲတော်ထိုးတဲ့အချိန်မှာကျမ်းမာရေးတခုဝင်ဖြစ်စေနဲ့နောက်အိုက်ဘော့ hydration hydration test anatomy and hydration test on ရပြီအဲ့ဒီအောင်ရင်အဲ့ဒီနှစ်ခုအောင်ရင်ကျွန်တော်ပြီးပြီကျွန်တော်ခေါင်းလဲအောင်တဲ့တော့ဗျာအဲ့နှစ်ခုပဲကျွန်တော်စိတ်မှုလဲဟုတ်ကဲ့ပါဆရာဆိုတော့ဒါလောလောဆယ်အနေထားပေါ်မူတည်ပြီးတော့ဒါဆရာတို့ဆရာအောင်မောင်ကျော်ဆရာတင်ဦးတော့ဒါကျွန်တော် ဒီခောက်တာပေါ့နော်ဒါကတော့အစပေါ့နောက်ဒါပြင်ဆင်မှုတွေဆရာတို့ဆက်လုပ်နေမှာပဲကျွန်တော်လည်းရန်ကုန်ပြန်သွားမှာပဲအင်းအဲ့တော့ဆရာတို့ဒီအစိုးရထိုင်းသွားကန်နေပေါ့ဆရာတို့ရဲ့ဒီ training ကာလာရဲ့နောက်ဆုံးအပိုင်းရောက်တဲ့အချိန်ကျရင်ကျွန်တော်ပြန်လာဖို့ကြိုးစားပါဦးမယ်ဆိုတော့လောလောဆယ်တော့အခုအနေအထားအထိဆရာတို့ပြည့်ပြည့်စုံဖြည့်ပြီးတဲ့အတွက်ဆရာမောင်ကျော်ရောဆရာနဲ့ကမိပြီးသွားပြီပေါ့နော်ပြီးတော့ဆရာတင်းကိုကျေးဇူးအများကြီးတင်ပါတယ်အာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းတက်နေတော့ကြိုးစားနေပါတယ်ဒီကလေးအတွက်ဟုတ်ကဲ့ခင်ဗျာ OK，接着。